င်္ဂလာပါဂီနီတော့မန်ချက်စတာယူနိုက်တက်ကစားသမားအယ်ဂျန်ဒိုဂါနာချိုးတဲ့အနာဂတ်အကြောင်းလေးနည်းနည်းအတူတူကြည့်ကြအောင်ဟုတ်ကဲ့ပါသူကျောင်းတနင်္ဂနွေကတော်တော်လေးလှုပ်လှုပ်ရှားရှားဖြစ်နေတယ်နော်อืมအဓိကကတော့အသင်းကနေထွက်ချင်နေပြီလားအပြောင်းရွှေ့ထစ်နိုင်ကြဖလုံးရှိလဲဆိုတာပေါ့ရထားတဲ့တရင်အရင်မြစ်ဒီရတော့အချိန်တွေကနည်းနည်းရှုပ်ထွေးနေပုံပဲဟုတ်တယ်အစကတော့အဲ့ဒီ Europa League Final မှာလူစာရင်းကနေချင်လက်ခံရတာကနေစလေ အဲ့ဒီကနေမိဝဆက်လိုက်တာပေါ့နော်။အင်းအဲ့ဒီနောက်ပိုင်းမှာသူ့ရဲ့ agent လေးဖြစ်အကိုလေးဖြစ်တဲ့သူကမန်နေဂျာယူပင်အမော်ရင်ကိုလူတိရှင်ကြားကိုဝေဖန်လာတာ။ဘယ်လိုမျိုးဝေဖန်တာလဲ။အဲဂါနာချိုးကိုဘတ်စကာအောက်ပြချခံရလဲဆိုပြီးတုံလုံးသွားတာလी။ဆိုလိုတာကလူပုံအလဲမှာအပစ်ပုံချခံရတယ်ပေါ့။ဟာဒါကတော့ပြင်းထန်တာပေါ့။ဟုတ်တယ်။ပြီးတော့ဂါနာချိုးကိုယ်တိုင်ကလည်းပြီးခဲ့တဲ့ရာသီကိုတင်မကောင်းဘူး။ all sixth ဆိုပြီးတုံလုံးမဲ့တယ်ဆိုတဲ့အတန်ကြီးလည်းထွက်လာသေးတယ်။ ဒါဆိုတသားသမားနဲ့မန်နေဂျာကြားမှာဆက်ဆံရေးကတော်တော်လေးအေးဆက်နေပြီပေါ့တရင်နေထဲမှာဆိုရင်အမိုရီယန်ကအတင်းဖော်ရရှိမှတော့ခါနာချို့ကိုအတင်းတက်ရှာဖို့ပြောခဲ့တယ်လို့ဆိုတယ်တော်တော်ဆိုးတာပဲဒါမဲ့ United ဘက်ကတော့ဒီအတိုင်းပဲလွတ်ပြေးလိုက်မှာလားသူကတန်ဖိုးရှိတဲ့ကစားသမားလေးအဲ့ဒါပေါ့ United ကတော့အသက်20ပဲရှိသေးတဲ့သူတို့အမြင်မှာပေါင်တန်း90လောက်တန်တဲ့ကစားသမားကိုလွယ်လွယ်နေလို့လက်လွတ်မှာမဟုတ်ဘူးလို့ဆိုထားတယ် ပေါင်တန်းခွန်၂၀ဆိုတော့လည်းမနည်းဘူးနော်ဟုတ်တယ်ဒီစင်းတို့ကမေပြဿနာဖြစ်လာနိုင်တယ်ဥပမာလီဘာကူးစင်းလို့အတင်းမျိုးကစိတ်ဝင်စားခဲ့ပြီးမဲ့အဲ့ဒီပေါင်တန်းခွန်၂၀ကြောင့်နောက်ဆုတ်သွားတယ်လို့ကြားတယ်ဩဘာလို့လဲအပြောင်းရွှေ့ခြင်းများလို့လားအင်းစကိုင်းချင်မနီကတော့အထက်ကအပြောင်းရွှေ့ချေရောသူ့ရဲ့လာစာပါမြင့်နေလို့ဆိုပြီးဖော်ပြထားတယ်။ဒါကလည်းအခုခေတ်ဘောလုံးလောကမှာအသင်းတွေကျူနေရတဲ့ဘန်ဒါရေးစီးမင့်တွေရဲ့အကျိုးဆက်တခုဖြစ်မယ်ထင်တယ်။မနဲ့ ထိတ်တန်းကစားသမားတယောက်ခေါ်ဖို့ဆိုတာအရင်လိုမလွယ်တော့ဘူးလေအတုံးစရိတ်တွေကိုပို့ပြီးဂရုစိုက်လာရတယ်ဒါမဲ့တဖက်မှာလည်း United ကိုတိုင်းကတော့သူတို့လည်းတိုက်စစ်ကိုငွေသုံးဖို့လုပ်နေရမို့လားဟုတ်တယ်လေမာဒီယက်စ်ကွန်ညာကို ပေါင်60နဲ့ဖန်တာနဲ့ခေါ်ထားပြီးပြီอืมပြီးတော့ Brentford ကအမ်ဘူမိုတို့ Sporting က Giocares တို့ကိုလည်းပေါင်တန်း60ကျော်လောက်နဲ့ထတ်ချိန်နေတယ်ဆိုအဲ့ဒီကစားသမားတွေရဲ့ပြောင်းရွှေ့ခြင်းတွေကလည်းမသေးဘူးလေ ဆိုတော့မင်းစရာကအဲ့ဒီငွေတွေဘယ်ကရောက်มาလဲအဲအဲဒီနေရာမှာကာနာချိုပြဿနာကပြန်ရောက်လာတာပေါ့ဟုတ်တယ်ကာနာချိုကအသက်ငယ်တယ်ရေချင်းရှိတယ်စာကျုပ်သက်တမ်းကလည်းသုံးနေကြံသေးတယ်ဆိုတော့ရောင်းလဲရင်ငွေကောင်းကောင်းပြန်ရနိုင်တဲ့ပိုင်ဆိုင်မှုတစ်ခုလို့ဖြစ်နေလာပေါ့အတည့်အကျပဲအတင်းရဲ့တခြားနေရာတွေမှာအင်အောင်ဖြည့်ဖို့ရံပုံငွေလိုအပ်ချက်ကြောင့်သူ့ကိုရောင်းဖို့ဖြည့်အားတွေရှိလာနိုင်တယ်လို့သုံးသပ်လို့ရတယ်ဒါပေမဲ့အဲ့လိုလုပ်တာက ရေတိုးအတွက်ကောင်းပြီး ယေရှုမှာအထင်အတွက်နစ်နာနိုင်မလားအလားအလာရှိတဲ့လူငယ်တယောက်ကိုလက်လွတ်လိုက်ရတာလေဒါတကယ်ခုစင်လာစရာချက်ပဲအခုဒီပြောခဲ့တာတွေကိုခြုံကြည့်ရင်လေဂါနာချူရဲ့အနာဂတ်ကတတူလေးကိုရှုပ်ထွေးနေတယ်ဟုတ်ပါကစားသမားနဲ့မန်နေဂျာကြားကပြဿနာရှိနေတယ်အင်းအတင်းကတတ်မှတ်ထားတဲ့ဈေးကလည်းမြင့်နေဝေးချင်တဲ့အထင်းတွေကလည်းအဲ့ဒီဈေးကိုမပေးနိုင်ဘူးဖြစ်နေတယ်ပြီးတော့ United ကိုယ်တိုင်ကလည်းငွေလိုနေပုံပဲအလုံးကချိတ်ဆက်နေတာဒီတော့ဘလို့ဖြစ်ထွက်လာမယ်ထင်လဲ ေါင်တန်း90ရာနှစ်ဈေးလျှော့ပေးမလားဒါမှမဟုတ်ကစားသမားနဲ့မန်နေဂျာပြန်အဆင်ပြေသွားမလားအတိအကျပြောဖို့တော့ခက်တယ်နော်ဖြစ်နိုင်တာကတော့အားလုံးတို့အဆင်ပြေမဲ့နီလန်တစ်ခုကိုရှာကြမှာပေါ့ဒါမှမဟုတ်ရင်တော့ဒီချိန်တွေကဒီတိုင်းပဲဆက်သွားနေပြီဘသူအတွက်မှအကျိုးမရှိပဲဖြစ်နေုံပဲဆိုတော့ဒီနွေရာဒီအပြောင်းရွေမှာဂါနာချိုကိစ္စကစောင့်ကြည့်ရမယ်အဓိကအကြောင်းအရာတွေထဲကကခုဖြစ်လာမှာတေချာတော့ပဲဟုတ်ကဲ့ဘလူးအဆုံးသက်မလဲဆိုတာတကယ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်